မနုဝေစီမင်္ဂလာပါခဏလေးတော့သူတားဖန်ပန်းလေးပန်းလေးကုဖွဲ့ပါပြီပန်းရပါပြီမန္တိစာမမင်္ဂလာပါမစာကြီးလေးမင်္ဂလာပါဘာယေနတော်မင်္ဂလာပါဘာနေနေရမင်္ဂလာပါ ဒုတာနဲ့တဏီုံတွေ့နေရကိုဝိညာဉ်မင်္ဂလာတတော်မင်္ဂလာပါမချူလန်ဟန်နီမင်္ဂလာ good evening မလူဝေးရင်အွန်ရီနေရမင်္ဂလာပါဟွန်းဒီပေါမင်္ဂလာပါဒီနေ့ကတော့တင်ပနာနောင်ရှိကောင်းကြစီဘူးအပိုင်းလေးပဲဖြစ်ပါတယ် ဒီဒီခြောက်လေးရလဲလူတွေရဲ့အကြောင်းဆိုတော့စိတ်ဝင်စားစရာကောင်းနေနော်ဟုတ်ဒါတော့မမင်းလာပါမအဲအဲလေးမင်းလာပါအနှွေနှွေရမင်းလာပါမယင်နေတာမင်းလာပါအေးမမင်းလာပါမင်းမင်းလာပါရရဟုတ်နားစင်နေပါ ဆိုရင်သူကထပ်လိုက်တော့မယ်နော်တင်ပနာနောင်ရှိကောင်းကြစီခြားစာရနာရဲ့စာအုပ်ကိုပိုင်းလေးဖြင့်နဲ့ဖတ်ပြခြင်းပါတယ်ဒီစာအုပ်ကိုဖတ်ရှုဖွင့်ပြပါလို့လည်းဆရာနဲ့တကွာတက်ဆိုင်နေများအားလုံးထပ်ပါခွင့်တောင်းလိုက်ပါတယ်ရှင်ဒီနေ့ပိုင်းမှာတော့အရင်များမှအမျက်များပဲရှိမှဆရာစာကနာကသူ ဇာကနာဖြစ်အောင်တွန်းပို့ခဲ့တဲ့ဘောင်းနေအားတွေနှစ်ခုရှိတယ်ဆိုတဲ့အကြောင်းကိုပြောပြခဲ့ပြီးပြီအဲသူတို့ဒီစာဝိုင်းနေမငားပေးလို့မလို့သူတို့မှာအဲ့ဒီဒီကြံတော့တုတ်တန်လားအဲ့ဒီတုတ်တန်လေးကစာဝိုင်းကိုတောင်းငားရတယ်ဆိုတဲ့အကြောင်းလေးအထိအဲပြောပြသွားခဲ့ပြီးပေါ့နော်အဲ့တော့ဒီနေ့မှာတော့အရင်များမှအမျက်များမယ်ဒီလိုနဲ့ပဲတဲ့အများရဲ့မေတ္တာကိုခံယူခြင်းနဲ့ကျွန်တော်တို့ရဲ့မြကြုံသာတက်ကတူအောင်ဆောင်ညင်ကို အောင်မြင်မြင်တင်ဆက်နိုင်ခဲ့တဲ့ရုပ်မြင်သံကြားသတင်းနဲ့မိုးလေဝသသတင်းကိုနောက်ထားတဲ့ကျွန်တော်တို့ရဲ့ပြည်လုံးကိုပြည်သက်တီကလည်းသဘောကျခဲ့တယ်ကျွန်တော်ကသတင်းကြီးညာသူဖြစ်တဲ့ပါဝင်ပြီးတော့ကိုခမောင်မြင့်ကမိုးလေဝသအခြေအနေတင်ပြသူကကျွန်တော်ကသတင်းကြီးညာကနီးမှဇပွဲပြောင်းနေလို့ပေပေနဲ့ဆိုကျွန်းကဇပွဲကင်းကိုတစ်ဖက်စီကနေဆွဲပေးထားပြီးကျွန်တော်ကခက်တီတီနဲ့သတင်းကြီးညာတာသတင်းစာရွက်နဲ့စံစီဆက်ပြထုတ်ပေးဖို့စာရွက်မှားပြီးကြီးညာတာအရှိလေပိုင်းတိုက်ပွဲပြင်းထန်နေကြောင်းလို့သတင်းဖတ်ပြတဲ့အခါမှာ အကြီးတဲ့တွေစေုံတဲဝင်လာတာမျိုးမြန်မာပြည်ရဲ့ပြည်မဆောင်ရင်းနဲ့တွင်းကိုရှာဖွေတွေ့ရှိပြီးလို့ကြေညာလိုက်တဲ့အခါမှာနောက်ဝေးလမ်းကြောင်းမှာနောက်ဝေးလမ်းကြောင်းမှာရေမြောင်းနေဆယ်နေတဲ့ပုံအဲ့ဒါတွေကိုအယုတ်တွေနဲ့ပြတာပါရိုးရိုးပြက်လုံးမှာဒီလိုအယုတ်တွေညှက်ပြဖို့ဆိုတာတော်တော်မလွယ်တဲ့ကိစ္စတွေပါ TV အငိမ့်မလို့ဒီလိုလုပ်နိုင်တာပါရုပ်မြင်သံကြားမှာဒါကပြည်မဆောင်လို့မှတ်တမ်းတင်ရမှာဖြစ်ပါတယ်ထူးခြားတာတကူကတော့ အခု TV မှာဒီလိုလုပ်ရတာနီးပညာပိုင်းရပို့ပြီးလွယ်ကူလာပေမဲ့ဘယ်သူမှမလုပ်ဘူးကြပါဘူး1982ခုနှစ်ကနေ1988ခုနှစ်အတွင်းတုန်းကသာဒီပုံစံတွေနဲ့တင်ဆက်ခဲ့တာပါကိုကမာမိရဲ့မိုးလီဝတာအခြေအနေများကလည်းတော်တော်ကောင်းပါတယ်ကပ်ပလီပင်လယ်ပြင်ဆိုပြီးတုံ့နယ်ထလိုက်တာဝူဇီကွာထရိုရုပ်ပုံကားချက်ကြီးရဲ့ချက်တက်တဲ့ကိုသွားထောက်မိတာမျိုး စူစီကထရိုရုပ်ပုံကားချက်ကြီးရဲ့ထက်ချက်တဲ့ကိုသတ်ထားမိတာမျိုးယနေ့နေသားမီလို့ပြောလိုက်တော့မှမိုးတွေကရွာချလိုက်တာမျိုးကင်မရာ2ပြုလုပ်ချက်တွေနဲ့တင်ဆက်နိုင်ခဲ့ပါတယ်ကင်မရာ2ပြုလုပ်ချက်နဲ့ပြက်လုံးထုတ်တာဟာ TV သမိုင်းမှာဒါပထမဆုံးပါပဲအဲ့ဒါလို့ဒါထွက်ကောင်းခဲ့တယ်မြကျွန်းသာတက်ကတူပေါင်းစုံအမြင့်ကနှစ်ချိန်မဲ့ရလိုက်ရပါတယ်လုံးဝဖြစ်သိမ်းခံလာရတဲ့ခြေအနေနဲ့တဲ့တဲ့တိုးသွားပါတယ်တက်ကတူကောလိပ်တွေချင်းချင်းအပြိုင်ဆိုင်များလာတယ်ဆိုပြီး ညာကျွမ်းတော်ငိမ့်ကိုရုပ်မြင်သံကြားကနေထုတ်လုပ်ပေးတာကိုရဆိုင်ပေးဖို့ပြည်ထောင်ဝင်ဌာနကကန့်ကွက်ခဲ့ပါတယ်။မြမတန်ဦးသစ္စာပါဝင်ရုပ်မြင်သံကြားကလူကြီးတွေအားလုံးကနှစ်မျောကြပါတယ်။စုစည်းပြီးသား DNA ကိုအလွယ်တကူရပ်တန့်လိုက်ရမှာကိုမလိုလားခဲ့ပါဘူး။ဒါကြောင့်လည်းအဖွဲ့အစ်တစ်ခုအနေနဲ့နံပါတ်ပေးပြီးဆက်လက်ချီတက်ဖို့ဝိုင်းအားပေးခဲ့ကြတယ်။ဒါနဲ့ပဲတတိယအကွင့်အဖြစ်ရိုက်ကူးဖို့စီစဉ်ထားတဲ့ကျွန်တော်တို့အငိမ့်ကိုနာမည်အစ်စ်ပေးဖို့စဉ်းစားရပါတော့တယ်။ စန်းစာတော်တာဆိုတဲ့နာမည်လေးကိုအားလုံးကနှစ်ချိုက်ခဲ့တယ်ဒါပေမဲ့ဦးတစ္ဆာကအငိမ့်မဆန်ဘူးတီတာဝင်းရံမိုးတက်သူစာကပိုလှတယ်ယူသုံးတင်တယ်လို့ဆိုလာတဲ့အခါမှာဝေးဝေးဝါးဝါးတွေဖြစ်ကုန်တော့ပါတယ်အဲ့တုန်းကတီတာဝင်းရံမိုးနဲ့သူစာက အကပရိသာအဖွဲ့ပြီးတော့တီတာဝင်းကလက်ရှိကျွန်တော်တို့ညိမှာအကနည်းပြဒီနာမည်ယူသုံးတာနဲ့ပတ်သက်ပြီးဘာပြဿနာမှမရှိနိုင်ဘူးတီတာဝင်းကိုပါညိမင်းသမီးဖြစ်ထက်လိုက်ကြရင်ပြီးတော့ပေါ်ဆိုတဲ့စိတ်ကူးကဦးတစ္ဆာရဲ့ကိုယ်ပိုင်မှာ ျွန်တော်အနေနဲ့လည်းဒီကိစ္စကိုပေါ့တော့ပေါ့တယ်နဲ့ပဲသဘောထားခဲ့ပါတယ်။စုချုံကတော့ထုံးစံတိုင်းကတ်ရရင်ပြီးရောကိုခါခါတီးတီးညင်းခဲ့တာကိုခမောင်မြင့်ပါ။ဘုန်းတဲ့သူစားကို အကပရိသာအနေနဲ့ပဲထားပါ။အငိမ့်ကိုတော့နာမည်အသေးပေးပါလို့အတွင်သာတောင်းဆိုခဲ့ပါတယ်။ကိုခမောင်မြင့်မှန်မှန်ကျွန်တော်နောင်လေးနေ့လောက်ကြာမှသိခဲ့ရပါတယ်။ဒီလိုနဲ့အငိမ့်နာမည်ကိုအများသဘောနဲ့အညီဘုန်းတဲ့သူစားလို့ပေးလိုက်တဲ့အခါမှာကိုခမောင်မြင့်ကဖွဲ့တဲ့ကနေတခါနဲ့နှုတ်ထွက်သွားခဲ့ပါတော့တယ်။ ရန်ကုန်တိုက်သူလိုင်းနေမီကတက်တူကိုကိုကမောင်မြင့်ရဲ့နေရာမှာစားထိုးပြီးဒရမာဇုံမုန်တဲ့သူစာငိတ်ကိုတင်ဆက်နိုင်ခဲ့ပါတယ်မှတ်မှတ်ရရမန္တလေးကို TV စမ်းလွှင့်တဲ့1983ခုနှစ်ဇန်နဝါရီလတရက်နေ့ပဲဖြစ်ပါတယ်တပတ်မှာရုပ်မြင်သံကြားငိတ်နေရိုက်ကူးနေတယ်လို့ပဲအကြောင်းကပွဲတွေညသာစားပွဲတွေရှားဝင်းအတင်းညီလာခံတွေမှာလည်းဆက်တိုက်ဆက်တိုက်စင်နှန်းတွေခဲ့တာကတော့ပြင်ကျွန်တော်မောင်စကနာလေးပါပဲခင်ဗျာစင်မောစတဲ့တုန်းကတွဲခဲ့ကြတဲ့ပလာယာတင်ချာ ကွန်ပျူတာတွေနှုတ်ထွက်သွားကြပါမယ်။နောက်တက်လာတဲ့ចောင်းသားအစ်တီနဲ့ပေါင်းပြီးဇာကနာကတော့စီးမြဲပါပဲ။မတ်တရားပြည့်ခဲ့တာလေးကနှစ်ခုရှိပါသေးတယ်။နှစ်ခုစလုံးကចောင်းသားတို့အတွင်းမှာတော်တော်လေးလှုပ်လှုပ်ခက်ခက်ပြစ်သွားတဲ့ကိစ္စတွေပါပဲ။အဲ့ဒါကတော့နိုင်ငံသားမဟုတ်တဲ့ចောင်းသားတွေကိုစေးတက်ကသူပြစ်တက်ရေးကိစ္စပါပဲ။ဆယ်ရက်အောင်ပြီလို့တက်ကသူဝင်ခွင့်လျှောက်တဲ့အခါမှာမိဘနှစ်ပါးလုံးကမြန်မာနိုင်ငံသားဖြစ်ဖို့လိုပါတယ်။တယောက်ကနိုင်ငံသားဖြစ်ရင်ចောင်းသားတွေအခေါ် one FRC ဘောခင်ဗျာအနီးចောင်းသားကို ဈေးတက်ကတူဆက်ဖို့တက်ကတူစတဲ့အသက်မွေးဝင်ကြောင်းတက်ကတူတွေပြီးမတက်တော့ပါဘူး။ဒါမဲ့ဒီနေ့ကျမှဘလို့ရွှေညံရှင်တွေကရွှေညံတော်စုရောက်လိုက်တယ်လည်းမသိဘူး။ when alpha c တွေကိုအသက်မွေးဝင်ကြောင်းတက်ကတူတက်ခိုင်းဖို့ခွင့်ပြုသင့်မသင့်။အမှန်ကတော့ခွင့်ပြုခြင်းလိုပါ။ကျောင်းသားတွေရဲ့ဆန္ဒကိုကောက်ယူဖို့လမ်းစဉ်လူငယ်တွေကိုတာဝန်ပေးလိုက်ပါလေရော။လမ်းစဉ်လူငယ်ဆိုတာကအနာဂတ်မြန်မာနိုင်ငံအတွက်မြန်မာဆိုရှယ်လီလမ်းစဉ်ပါတီကိုမွေးထုတ်ဆောင်ရှောက်ထားတဲ့အရင်အင်အားကြီးပါ။ ။နန်းစင်လူငယ်မဝင်ရင်လူရင်ကျုံမပေးတဲ့အထိအဲ့ဒီအတင်းကြီးကဆွဲမာတယ်။ခုတော့ဖြင့်အဲ့ဒီလန်းစင်လူငယ်တွေကနောက်ဖရားတစုပွင့်မာကိုကြည်ကြရတော့မယ်။အတိုင်းကျွန်တော်တို့တွေကိုတယောက်ချင်းတယောက်ချင်းအနီးကပ်လိုက်ရှင်းပြလိုက်စည်းရုံးကြတာကျွန်တော်တို့အတွက် FRC ဆိုတဲ့ပြက်လုံးကောင်းတစ်ခုကိုရလိုက်ပါတော့တယ်။ချိန်ကလည်းတင့်နေရာကလည်းကောင်းဆောင်ဝင်များညီလာခံရဲ့ဂုံမြူညစာစာဝဲကြီးမှာဝင်ကြီးဝင်ကလေးစုံလုံးပြတ်ထည့်လိုက်တာ။ ျွန်တော်လူရှင်တော်ဘွားမှာပထမဆုံးချိန်နောက်ဒါပြုတ်မပြတ်ပါဘူးရဲ့လို့လက်မှတ်ထိုးခဲ့ရပါတော့တယ်။အဲ့ဒီပြက်လုံးမှာကျွန်တော်ကတရုတ်ပြည်ကြီးကလာတဲ့ပေါ့ဖော်ကြီးပါ။ပေါ့ဖော်ကြီးကလေးမောကဆင်းလာပြီးတော့ငှားကငှားပါတယ်။ကားစရာကအားလာ။ဘယ်ဖို့ပေးရမလဲ။ဘုံကြောင်။ဘုံကြောင်ဆိုတာဘာလဲ။ဟာတရုတ်တွေအများကြီးရှိတဲ့နေရာဘုံကြောင်ပေါ့။ဒါနဲ့ပဲကားစရာကတိပြီးဆိုတခါနဲ့မောင်းသွားလိုက်တာ။တရုတ်ကလည်းမင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 ်းနဲ့အိပ်ပြောသွားတာပေါ့။အဲ့ဒီမှာကားစရာကရောက်ပြီးဆို။ တယောက်ကလည်းအာရပါရထစီတယ်တော့လာလာစေးတက်ကတူတင်ဖြစ်နေတာကိုအဲ့ဒီနေရာမှာစေးတက်ကတူចောင်းသားတွေကတယောက်ကိုအင်တာလာပြူပါတယ်တယောက်ကြီးမြန်မာပြည်ပါလာလောက်တာလဲလို့ចောင်းသားကမေးတော့တယောက်ကြီးကငငယ်ကလေးကမတွေ့ဘူးသေးတယ်ကလေးတွေစီလာလဲတာဘာလို့ဖို့လဲအော်တို့မွေးကလေးကမြန်မာပြည်ရောက်နေကြတာလीမြန်မာပြည်ကပညာရေးသင်ပေးတယ်ဟောအခုဆရာဝန်တွေဖြစ်ကုန်ကြပြီမြန်မာပြည်ကိုဆက်ဒုက္ခမပေးသင့်တော့ဘူးဒါကြောင့်ကိုတိုင်းပြည်ကို ပြန်ကြဆိုပြီးလာခေါ်တာအဲ့ဒီမှာ ကြလိုက်တဲ့လက်ကုတ်တန်တွေကမြက်ခင်းပြင်းကြီးတစ်ခုလုံးဟိမ့်သွားပါတော့တယ်။ပြက်လုံးကိုရီရမှုဖဲနဲ့လက်ကုတ်တီးတာဟာဘာနဲ့မှလဲလို့မရတဲ့အရာသာပါ။အဲ့ဒီကစားလို့ကျွန်တော်ကလက်ကုတ်ရဲ့အရာသာကိုအမှတ်တက်လာပါတယ်။ပြက်လုံးကြောင့်ကျွန်တော်လက်မှတ်ထိုးခဲ့ရပေမဲ့နောက်တစ်လကြာမှဝမ်း FRC စီမံကိန်းကြီးကနောက်ဘရော့မှမပေါ်ပေါက်နိုင်အောင်ပြက်စီးသွားပါတယ်။ကျွန်တော်စိတ်ထဲမှာရင်းမြရင်မြက်များမယ်ဆိုတဲ့အတွေ့အကြုံလေးလည်းမွေးဖွားလာခဲ့ပါတော့တယ်။ဒုတိယတစ်ခုက လူနာများအတွက်စာပုတ်တွေများရေးသားခြင်းဆိုတဲ့ကိစ္စပါ။ဆိုတော့စီကန်လိုက်တာဘေကင်းကွာဆိုတာမျိုးလို့သွားတိုက်ကြဆိုသွားနယ်ကရင်ကျမ်းမာရေးကိုဂရုစိုက်ကြဖို့သွားပုံစားအားကာကွယ်ကြဖို့စတဲ့လှုပ်စော်စာပညာပေးစာတွေကိုနဗေကာယံလေးတွေနဲ့ရေးသားပေးရမယ်။ចောင်းသားရရဲ့တာဝန်ဖြစ်တဲ့မရေးပဏီရပေါ့လေ။စေចောင်းသားတွေများယူကြည့်သူများထက်ပိုယူပါတယ်တက်ကြွလိုက်ကြတာ။ဒေတာလန့်ကြရာကိုတော့နဲ့မမှန်ကျင်သူတွေက easy ကလေး ठी မပီပီတို့တဲပြဲလဲရဲကဲဆဲတို့ဆိုတာတွေရွတ်ဖက်ရေးလိုက်ကြတာတချို့ဇာတ်တွေကအမြင်တောင်ကတ်လာပါလိမ့်ဦးဟုတ်တယ်လေဇာမကောင်းကောင်းမတင်ရတော့တယ်ဟာဒီကြတဲ့ကဗျာဇာတ်တွေခေါ်လာပြီးနမူနာတွေရေးကျောင်းနယ်ရန်ဒီမှာကတ်တော်တော်မျက်စိနာဖို့ကောင်းကြတာအမေမေသူတို့ရေးခဲ့တဲ့ဇာတ်တွေလည်းဖတ်ကြည့်ပါဦးနနေညစာကြမှာအချိုတည်းရေးစာရင်ျှော်စားပါနနေစာစားပြီးအိတ်ခဏိမကြီးသေးချသွားတိုက်ပါ အစာစားပြီးရည်ကျွန်းသည့်အပိသက်ကစားပေးပါဒီမှာကျွန်တော်တော်တော်စဉ်းစားလာရပါတယ်ဒါတွေလိုသလားပြည်သူလူထုစီကိုပို့ကြည့်လို့တို့ရှင်းဖြစ်ရမယ်နားလည်လွယ်ရမယ်မောင်ဝါဝါလုံနေလို့မရဘူးပညာဆိုပြီးပညာပေး တရင်ဆိုတရင်ပေးရမှာပေါ့အခုတော့စဉ်းစားကြည့်ပါအစာစားပြီးရည်ရွှန်းသည်အပိတကစားပေးပါတယ်ကမ်းဟုတ်ပြီဒီရည်ရွှန်းတဲ့အတီးကဘယ်အတီးလဲစဉ်းစားရပြီစားတော့ဘာဖြစ်မလဲစားတော့ရောဘာဖြစ်မလဲနေတိုင်းလောက်သွားယုံသွားကြောင်းတက်နေတဲ့သူတွေပေါ့ဒီရည်ရွှန်းတဲ့အတီးဆိုတာကိုလိုက်နာနိုင်မှမလားဒီတော့ကရိကထများတာကိုခံနိုင်မှမလားအချိန်ပေးနိုင်မှမလားအများလိုက်နာနိုင်တဲ့ကိစ္စမှအများအတွက်ဆိုတာဖြစ်တော့မပေါ့ဒါနဲ့ပဲဆောင်ဝင်ကြီးလာကံမှာပြန်လုံးတစ်ခုလောက်ခဲ့မိပါတယ် ။ကြများရင်းစာရင်းနဲ့လူတွေလိုက်နာနိုင်ဖို့စာရက်နေရေးနေတဲ့သူကိုအင်တာဝိုင်းပြုတဲ့သဘောမျိုးပြက်လုံးမှာတချို့စကလုံးသုံးလုံးတွေကပုတ်ကွေးရေးဆန်းနေတဲ့အတွက်လူရင်းကိုပဲရေးပါမယ်။မနေ့ညစာကြမှာအချို့တရေစာတွေလျှော့စားပါဆိုတဲ့အခါအရုံတက်မှာညတကောင်မှာစားလို့ရတယ်ဆိုတဲ့သဘောရတာပေါ့နော်ဆိုတော့ဇာရည်သူကြီးကလိုက်လို့ရှင် မနေ့စားစားပြီးအိတ်ခါနီမကြီးသေးကြသွားတိုက်ပါဆိုပြန်တော့မနေ့စားမစားတဲ့စားဖို့လည်းအချိန်မရရှာတဲ့အလုပ်သမားတွေ ညဘက်မအိပ်ရတဲ့ပုံနှိပ်ဆက်အလုပ်သမားတွေနဲ့ကင်းသမားတွေကပြဒနာရှာဇာရည်သူကြီးကရှင်းပေါ့အေးချောအတိကတော့တော်တော်ထိနာတယ်ရေတဲ့အေးချောနာပါရှိလို့လဲအစာစားပြီးရင်ပြုတ်ချင်းမှဆိုပြီးရောပေါ့ရှင်းနေတာကိုရှုပ်ပြန်ပြီးကွဲဆိုတဲ့တန်ချက်ကိုဆိုမင်းသမီးကလည်းစောစောကစားတဲ့နေကိုတချင်းလှုပ်ဆိုနဲ့လှုပ်လိုက်ကြတယ်လက်ခုပ်တန်တဖြောင်းဖြောင်းနဲ့ပေါ့အဲ့ဒီစားသားတွေလဲနောင်လာနောက်သားတွေမမြင်ရနေလေတော့အောင်ဖြုတ်ခံလိုက်ရရှာပါတော့တယ် ကျွန်တော်ခင်ဗျားလည်းစာမေးပွဲဖြေဆိုပြီး6လနောက်ဆုံးခံလိုက်ရပါတော့တယ်။အဲ့ဒီပွဲတွေပြီးမှကျွန်တော်ကသင်ခန်းစာတစ်ခုတော်တော်ကြီးကြီးမားမားရလိုက်တယ်။တခြားတော့မဟုတ်ဘူး။လက်ကုတ်တန်အတွက်လူအားပေးတာခံရဖို့အတွက်လူတွေက တော်တော်လူကျင်ကြတယ်သို့တော်လည်းတဲ့အဲတဲ့ဆိုတာကဧသဟာရဲ့အခြားတစ်ပတ်မှာပြဿနာတစ်ခုခုနဲ့ရင်းဆိုင်လာရတဲ့အခါကိုကျိုးစည်းဝါကိုထိခိုက်လာနိုင်တဲ့အခါအခြားတစုံတယောက်ပုံချပြီးရှင်းတာမျိုးမသိပါဘူးမရည်ရွယ်ပါဘူး။ နောက်မလုပ်တော့ပါဘူးဆိုပြီးလုံးဝနှုတ်ထွက်သွားတာမျိုးနောက်ဆုတ်သွားတာမျိုးစိုးစုံကတော့အကျွန်တော်မပါပါဘူးဆိုတဲ့လူတွေပဲတကယ်လို့များအပြစ်မပေးပါဘူးစုချင်းမြင်မှာပါဆိုလို့ကတော့ဗျာရှေ့ဆုံးကနေတောင်းတော့ကြနေပါအောင်မယ်အဲ့တလို့သကောင်သားတွေများကြီးတွေ့ကြရတာပါပဲလောကမှာအဲ့တလို့လူတွေကပုံများပါတယ်စိတူရင်မှာအနာဂံနဲ့ရုပ်လို့ခေါ်တဲ့ဇတိကံနဲ့ရုပ်ကလေးတွေရှိရဲ့တပတ်ကစားသူရဲ့နောက်ဆုံးမြင်းချောင်းကိုရောက်တဲ့အခါမှာတော့သူကဘင်းမလည်းဟုတ်ရဲ့ရဲတာလည်းဟုတ်ရဲ့ ကျွန်တော်ကတော့စရိယံနဲ့ရုပ်ကလေးတွေကိုသဘောကျပါတယ်ဒီသင်ငန်းစာကကျွန်တော်အတွက်တော့အကောင်းရောအဆိုးရောဖြစ်စေခဲ့တာပါခင်ဗျာ presenter စာလိုင်းနေမြေက1983ခုနှစ်ကကျွန်တော်အတွက်တော့မင်္ဂလာနှစ်ပါပဲကျွန်တော်ပြိုင်ပွဲဝင်ခဲ့တဲ့ဒေတာကောလင်းအမှတ်နှစ်ရန်ကုန်တက္ကသိုလ်လိုင်းနေမြေအငိမ့်အဖွဲ့ကိုဥဆောင်ပြီးလာကပေးဖို့ဖိတ်ကြားခံခဲ့ရတယ် သူတို့လူရှင်တော်ရင်ရှိရသားနဲ့သူတို့เจ้าကမဟုတ်တဲ့သူသူတို့ရဲ့ပြိုင်ပွဲနဲ့လူရှင်တော်ရွေးတယ်မှုကိုဆန့်ကျင်ခဲ့တဲ့သူတို့မှာဘာလို့ရွေးပြီးခေါ်တာလဲတော်တော်ရှင်းပါတယ်အာမကိုရလိုပါသူတို့လူတွေနဲ့သူတို့မယုံကံရဲလိုပါလှိုင်းနဲ့မြေရဲ့เจ้าအုပ်ဆရာကြီးဦးကောင်းညွန်းကเจ้าသားတွေရဲ့အရေးမှာတော်တော်တက်တက်ကြွကြွပါဝင်ပါတယ်အားကစားလဲအားကစားမှုအမှုပညာလဲအမှုပညာမှုလက်မလေးခဲ့ဘူးသူ့ရဲ့လက်သုံးမှုတစ်ခုကတော့တာကျင်တာတာကျင်တာပါပဲဘယ်เจ้าနဲ့ရှင်ရှင်သူเจ้าသူများရှင်ရောက်ကျင်တာခေရပါပဲ ဒီတော့ဆရာကြီးဦးကောင်းညွန့်ကစွာတဲ့သူတွေကိုရှားပါတော့တယ်။အမှုပညာအသင်အတွင်းရင်မူဦးနေဝင်းကလည်းဒီအချက်ကိုစောင့်နေတာဆိုတော့ရင်ငတ်တုံပြရာဘုံနဲ့ကြသဆိုသလိုတော်တော်ပြောသွားပါလေရော။ညီလေးလှုပ်ချင်ရလှုပ်ဆိုပြီးကျွန်တော်လည်းတဲထုတ်အပ်တော့တာပဲကျွန်တော်ကလည်းကိုလှုပ်ချင်တာမလှုပ်ရရင်လှုပ်မှာမဟုတ်ဘူးဆိုတာသူကသိထားပေတဲ့ကို။ကျောင်းဝင်တဲ့နေနေတဲ့တန်ရမှာအခန်းတစ်ခုအားနေတော့ကျွန်တော်ကိုအဲ့ဒီမှာခေါ်ထားတယ်။စားရည်တောင်ရည်အတွက်လည်းမပူရဘူးဦးနေဝင်းကကျောင်းစားတော့ဆိုင်နေမှာစားတော့ ကိုအတွက်စည်ရင်ဖွင့်ပေးထားတာကိုစားတောင်ဆိုင်ဖွင့်ထားတာကိုညဖက်ကြရင်လည်းဆရာကြီးဦးကောင်းညွန့်ကအတီးလေးအနံလေးကျွေးမွေးပြီးကျွန်တော်ကိုမြည်တော်တာပဲဘာအစီအစဉ်တွေလုပ်ရရင်ကောင်းမလဲဘာပြန်လုပ်နေလုပ်ရရင်ကောင်းမလဲဘာညိတ်မကဘဲနဲ့လူရှင်တော်ပါအောင်ဘယ်လိုလုပ်မလဲဒါတွေကညတိုင်းဆွေးနွေးရတဲ့ကိစ္စတွေလူရှင်တော်လည်းပါကျင်တယ်အညီလည်းမဟုတ်ရဘူးဆိုတဲ့အချက်ကတော်တော်ကောင်းစားစေပါတယ်အဲ့ဒီမှာစိတ်ကူးတစ်ခုရခဲ့တယ်တရေမလို့ပဲရခဲ့တဲ့အကြံပါပဲလူရှင်တော်တွေကိုအစီအစဉ်တင်ဆက်သူ presenter လောက်ခိုင်းမယ် ဇူဝဲဖြစ်ဖြစ်ကပဲဖြစ်ဖြစ်ပြဇက်ပဲဖြစ်ဖြစ်လူရှင်တော်ခေါ်ထုတ်มาထွက်ရမယ်လူရှင်တော်ကကလကပဲတက်ဆိုင်ရာတချင်းအကြောင်းပြဇက်အကြောင်းအကအကြောင်းရင်းအကြောင်းတွေကိုရည်စရာမော့ကြာတွေနဲ့တွင်စင်သွားမယ်ပြီးတော့มาခေါ်ထုတ်မယ်ဒီဟာကိုကြည်ကြည်လေးလေးဖြစ်အောင်တနအီစာနှစ်နာရီစာစတိုက်ထားရမယ်ဂျားကနေတခြားအစီအစဉ်တွေလုံးဝဖြတ်မဝင်ဖို့တော့ဆရာကြီးတာဝန်ယူဝေးပါလို့ကျွန်တော်တောင်းဆိုတဲ့အခါမှာဆရာကြီးဦးကောင်းညွန့်ကတအားကိုသဘောကျခဲ့ပါတယ်သူလိုချင်တာတော်မျိုးဆိုပြီးကျင်းတဲ့ကြီးနုနေတဲ့ဆရာကြီးရဲ့မျက်နှာကတော်တော်ကြက်တည်ရရှိပါတယ် ညွန်လင်းထားတဲ့အတိုင်းပဲ1983ခုနှစ်တဲ့ကျန်ကကျွန်တော်တို့တဲ့ကျန်ဖြစ်သွားပါတယ်။ယူရိုခမ်းမှလိတ်ခုံအကခွန်ဆီယာတက်တဲ့လူရည်ကျွန်းစားတဲ့မန်တက်တွေမှာပြန်ဖက်တက်ကတူတွေကိုပြက်ပြက်သားသားနိုင်ရခဲ့လို့တဲ့ကျန်တက်နေမှာယူရိုခမ်းမှမှာနှစ်ခါပြန်ကခဲ့ရတာတက်ကတူတွေရဲ့သမိုင်းမှာပထမဆုံးဖြစ်ခဲ့ရတယ်လို့လူရှင်တော်ရဲ့သမိုင်းမှာလည်းကနတင်ဆက်သူဆိုရယ်ပရဇင်တာလုပ်ခဲ့တာလဲဒါပထမဆုံးပါပဲအကျိုးဆက်ကတော့ဒီကနေ့ရန်ကုန်မြို့ရန်ခမ်းနားတော်တော်များများမှာစတိတ်ရှိုးအကုန်လုံး လောက်နီးပါးမှာလူရှင်တော်တွေက presenter တွေဖြစ်နေရယူနေကြတာပါပဲ1983ခုနှစ်တကြံမှာကျွန်တော်နဲ့အတူပူးတွဲတင်ဆက်ခဲ့ကြတဲ့ပေါင်းသိနေကတော့ကိုကမောင်မြင့်မောင်မြင့်တာရဲ့ပိန်ပိန်ရဲ့တက်တူရဲ့ကွန်ပါရဲ့တို့ပဲဖြစ်ပါတယ်ကိုကမောင်မြင့်ကပြည်သူတရားရှင်ဆိုတဲ့တန်ချက်အသေးနဲ့တံဝဲဝင်နေတဲ့ဈာကနေကျွန်တော်တို့စီရောက်အောင်လာပြီးပါဝင်ကပြခဲ့တာကမှတ်တမ်းတစ်ခုပါပဲ။နောက်မှကျွန်တော်သိခဲ့ရတာကတော့တကြံမှာရန်ကုန်တက်သူလိုက်တဲ့မြေကိုအညိမ့်နဲ့နှစ်ပါးသားကပဲမပေးခဲ့တာကနေပြဿနာတစ်ခုဆခဲ့တာ။ တကြံမှာ3ရက်တရက်မှာတက်ကတူ3ခုတာဝန်ပေးခဲ့တယ်အဲ့ဒီတော့ကအင်အားကြီးတွေကရန်ကုန်တက်ကတူပင်မရန်ကုန်တက်ကတူလှိုင်းနဲ့ဆက်မှုတက်ကတူနဲ့စီးပွားရေးတွေပဲဖြစ်တယ်အဲ့ဒီတော့3ညမှာညိမ့်3ညိမ့်ပြိမ့်မယ်ဆိုရင်တကြပေါ်နေမဲနိုင်ဆုံးဖြတ်ကြမလားဆိုတော့ရန်ကုန်တက်ကတူပင်မနဲ့ဆက်မှုတက်ကတူတို့ကသဘောမတူခဲ့ဘူးသူတို့ကအစင်လာကြည့်ခဲ့တဲ့အကြောင်းတွေဖြစ်တယ်လို့အခုချိန်မှာလူဝင်အားလည်းကောင်းနေတဲ့အကြောင်းတွေဖြစ်နေပြီဟုတ်လဲဟုတ်တယ်ပင်မကြီးမှာဆရာအောင်ကျော်တို့မန္တလေးကရောက်လာပြီး ြုပြင်ပြင်ဆင်ရေးတွေလုပ်ထားတာတော်တော်အင်အားတောင့်နေတယ်။လူရှင်တော်တွေဆိုရင်ရိုင်းကြွက်ဖြူပေါ်ပေါ်တို့နဲ့တွေးတင်လောင်းထားသလိုအောင်ကျော်ဆက်မန်းနဲ့နှပွားကွင်ကလည်းကလီယာမှာအပိခံရတယ်။ဆက်မှုတက်ကတူကတော့ညင်ကိုပဲဖိဖိစီစီလုပ်ပြီးမော်တာတိုင်ကီနဲ့လူရှင်တော်အစ်စ်လေးယောက်ထပ်ဖြည့်ထားလို့တော့ပြောအားရှိနေတာဖြစ်တယ်။ရန်ကုန်တက်ကတူလိုင်းကတော့တကြံမြောက်ကြီးဖြစ်နေကြတယ်။အမှန်ကညင်ပေးကရင်တော့မကနိုင်ရှာပါဘူးရှိတဲ့လူရှင်တော်တွေကတက်တူကွန်မာလေးဦးပိန်ပိန်ကတော့ចောင်းဆွေးကြီးပေါ့ တရားအောင်မှလာတော်လာလာမရှိဘူးခွန်းတော့တောင်အတန်မှန်အောင်ဆိုနိုင်ကြတာမဟုတ်ဘူးဒီအားနဲ့ချက်ကိုသိထားကြတဲ့ပင်မကြီးနဲ့ဆက်မှုလို့တာအငိမ့်စီစဉ်ကနေရန်ကုန်တက်သူလှိုင်းနေပြီကိုဖယ်ထုတ်ကြတာဖြစ်တယ်တူတူပြောရရင်အဲ့ဒီစီဝေးပွဲကြီးမှာဆရာကြီးဦးကောင်းညွရှုံးခဲ့တယ်ငိမ့်စီစဉ်ကိုပင်မဆက်မှုစီပွားရေးတို့ကခွဲဝေယူသွားခဲ့ကြတယ်ဒါကြောင့်ဆရာကြီးဦးကောင်းညွကတစ်ဖက်လက်နဲ့အနိုင်ရအောင်ကြိုးစားတဲ့အခါမှာကျွန်တော်ပါဝင်လာရခြင်းဖြစ်တယ်အမှန်ကတော့အဲ့တုန်းကကျွန်တော်ကသွားပဲဆိုင်ရာဆေးတက်ကတူပြင်စမနေကြောင်းသာဖြစ်နေပြီး ီအချက်ကကျွန်တော်ကိုတော်တော်အလင်းပွင့်စေခဲ့တယ်။ဘယ်နေရာမှမဆိုသွေးသည့်လောင်းဖို့လိုတယ်ဆိုတာပဲ။အဲ့ဒီစိတ်နဲ့ပဲအဲ့ဒီနေ့မှာလူရှင်တော်အစ်တတွေကိုမြေတောင်မြတ်ဖို့ရှားဝင်နေဝင်တဲ့တိုင်မြင်ခဲ့ရတာကင်းကောင်၊ကိုဖြူ၊ကောစီလာ၊တက်ခဲ၊လေအိုထိန်ထိန်၊စုပ်ဘွားဖြတ်ထုံး၊ဂျက်စင်တို့ပေါ်ထွက်လာခဲ့ပါတော့တယ်။အမအဲလက်စ်မင်္ဂလာပါအီမူမင်္ဂလာပါတော်တော်မင်္ဂလာပါ အဲအဲလေးမတင်ဆောင်ပါကိုဝင်းညူဦးငါရွှေစင်ကြည့်ပြီးမမအေးပိနစ်ဆောက်ပါမမနွယ်ရဲ့မအဲအဲလေးတီတီဦးညူမတွေ့ရကြနေပြီမနွယ်ရဲ့မမအေးမင်းညို့ညို့မင်းဘာတုံးချက်ချလိုက်ပါပန်းရယ် ဘလို့ချလိုက်တာလဲမရှင်းနေကြည့်ဘူးလင်းမှာမရင်နေတာဟွမတွေ့ရင်တီတီဟွလောက်အောင်ပါပါချနေလေတင်မေးပါမစာကြည့်လင်းမအဲအဲလေးမမီပါမမရွှေတို့အကောင်မတွေ့ပြန်မမရွှေတို့မလင်းလင်းလာကိုလင်းလင်းလာကကဒိုးနဲ့အညိုပြား นี่ภาษาทีเล่ให้เย็นนะนะตรงมาเขียนปาวาพิวเขมยนแอมยูือมาเิียนแอมจูมาแตนูเวหนูเวจีนี่แต่ไหนเมื่อมาปูปู Nạp Pi bó ra thể bao nghề trẻ ông nghề Ông mơ xa xa rồi Ông nhà mùi rồi xin nhìn Đông sẽ để nó rách đạch lá Ông nuôi gì dưới Ừ အာမောင်။အဆိုရင်ဒီနေ့သူတာနှုတ်ဆက်လိုက်တော့မယ်နော်။နောက်နေ့နောက်နောက်တစ်ပတ်ကျမှဆက်ကိုစပီးပြောပါမယ်။အဲ့ကတော့မိုးနဲ့သူစားဝိဖွားခြင်းဆိုတဲ့အပိုင်းလေးပဲဖြစ်ပါတယ်။အပိုင်းကအနေနဲ့ဆက်လက်ပြီးဖတ်ပြမှာပဲဖြစ်ပါတယ်။စနေနေ့ကြရင်ပြန်ဆုံမယ်နော်။ကိုကြီးမအခုရိုးကောင်းမဟုတ်ဘူးကိုကြီးမ ူတာနှောက်ဆက်တာလူမဆောင်ပါစုလို့တော့ကြောက်ကြောက်သူတာနိကျွှေခ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 ျွှေနဲ့တော့တော့တာပဲအဲ့ဒါတော့လိုက်တာမှနော်ပြေလေးရှိရနေတူတယ်နော်နှုတ်ဆက်တယ်နော်ကကတိုးနဲ့အဲ့ဆိုသူတာအလုံးမဲ့တက်တာဟွန်းတူတလုံးနဲ့ဟောက်ဆမ်ဆာ ဲ့ဆိုသူက light ထပ်လိုက်တော့မယ်နော်အလုံးနှုတ်ဆက်တယ်နော်